။စာလံကျမ်းအခန်းကြီး90တကူကြီးသောဖရာသခင်တီးဟုသောထာဝရဘုရားသည်ပြာဒိတ်ပေးတော်မူ၏။နေထွက်ရာမှသည် နေဝေရာတိုင်အောင်မြေကြီးကိုခေါ်တော်မူ၏။အတီတင့်တယ်ခြင်းပြည့်စုံရာဇိအောင်တောင်ပေါ်မှာဖရာသခင်ဤရောင်ကြီးတော်သည် ထုံးပိုက်ငါတို့ဤဖရာသခင်ကြွလာတော်မူ၏။ တိတ်ဆိတ်စွာနေတော်မမူရှေ့တော်၌မီးလောင်လက်ပောက်ဝန်းကျင်၌မိုးတက်မုန်တိုင်းပြင်းပြလက်ရှိမိမိလူတို့ကိုစစ်ကြောစီရင်ခြင်းအလို့မှာအထက်ကောင်းကင်ကို၎င်းမြေကြီးကို၎င်းခေါ်တော်မူလက်ရစ်ပူဇော်သောအာဖြင့်ငါနှင့်ပြိညာဖွဲ့တော်ငါဤတန်ရှင်းသူတို့ကိုငါထံသို့စုဝေးစေကြဟု မိတ်တော်မူ၏ဘုရားသခင်သည်ကိုရော်တိုင်တရားဆုံးဖြတ်တော်မူသည် ဖြစ်၍ဖြောင်းမတ်တော်မူခြင်းအကြောင်းကိုကောင်းကင်တို့သည်ထင်ရှားစွာပြကြလိမ့်မည်ငါ၏လူများတို့နားထောင်ကြလော့ငါပြောမည်အိုဤတိလအမျိုးတင့်တဖက်နာငါတက်တည်ခံမည်ငါသည်ဖျားသခင်ဖြစ်၏တင့်ဤဖျားသခင်ဖြစ်၏ မိရှို့သောရှစ်မှစ၍ရစ်ပူသောခြင်းအမျိုးမျိုးအတွေ့ငါသည်တင့်၌အပြစ်မတင်ထိုရစ်တို့သည်ငါရှေ့မှအစဉ်ရှိကြ၏တင့်အိမ်တဲကနွားကို၎င်းတင့်ချံတဲကစိတ်ထီးကို၎င်းငါမခံမယူတောတရိษံရှိသမျှတို့နှင့်တထောင်သောတောင်ပေါ်မှရှိသောတရိษံတို့သည်ငါဤဥစ္စာဖြစ်ကြ၏ တောင်ပေါ်မှာနေတက်သောငှက်အပေါင်းတို့ကိုငါတိတောသားရဲ့တို့သည်ငါ၌ရှိကြ၏ငါသည်ငတ်မွလင်တင့်ကိုမပြောလောကဒက်နှင့်လောကဥစ္စာသည်ငါ၏ဥစ္စာဖြစ်၏နွားသားကိုငါစားမည်လောစိတ်သွေးကိုငါတောက်မည်လော ကျေးဇူးချီးမွမ်းခြင်းရစ်ကိုဖျားသခင်အားပူဇော်လော့သစ္စာဂတိထားသည့်အတိုင်အမြင့်ဆုံးသောဖျားသခင်၌သစ္စာဝတ်ကိုဖြေလော့အမှုရောက်သည့်ကာလ၌ငါကိုပဋ္ဌနာပြုလော့ငါသည်ကယ်လွတ်မည်တင်းဒီလဲငါကိုချီးမွမ်းလိုက်ပြီဟုမိန်တော်မူ၏မတရားသောသူကိုကတင်းဒီငါဤအထုံးအဖွဲတို့ကိုကြားပြော၍ ငါဤပရိညာတရားကိုမွတ်ဆိုခြင်းငါအဘဲ့တော့ဆိုင်သည်ဆုံးမတွင်တင်ခြင်းကိုတင်သည်မုံ၍ငါစကားကိုတင်နောက်၌ပြစ်ထားပါသည်တကားတင်သည်တခိုးကိုမြင်လင်သူနဲ့တဘောတူတက်သူ့မယားကိုပြင်မာသောသူတို့နဲ့ဆက်ဆံတက်တင်ဤနှုတ်ကိုဒူးစီရိုက်၌အံ့နံ၍တင်ဤရှာဖြစ် မူသားကိုစီရင်တက်တင်းဒီထိုင်လက်ကို့ညီအကိုကိုစန့်ကျင်ဘက်ပြုတ်၍ပြောဆိုတက်ကို့အမိဤသားကိုဆဲရင်တက်ထိုတော့ကြည့်၍ငါသည် တိတ်ဆိတ်စွာနေတော့ကြောင့်ငါကိုတင်နဲ့တူသည်ဟုထင်လေပြီတကားငါ၏အပြစ်ကိုငါဖော်ပြ၍တင့်မျက်မှောက်၌ခင်းထားမည် ဖယားသခင်ကိုမေ့လျော့သောသူတို့ဤအမှုကိုစင်ကျင်ကြလော့တော့မဟုတ်တင်တို့ကိုကဲနှုတ်တော်သူမရှိငါသည်အပိုင်းပိုင်းဆွဲဖြတ်ပြီးဂျေစုချီးမွမ်းခြင်းရစ်ကိုပူတော်သောသူသည်ငါဤဘုံကိုထင်ရှားစေတော်သူ ဖြစ်၏မိမိသွားသောလမ်းကို စင်ကျင်တော်သူအားလေကဲတင်တော်မူခြင်းဂျေစုကိုငါပြမည် ဖယားသခင်မိန်တော်မူ၏